လူရင်းဒီကပရိပောက်ရဲ့ဆိုင်ကယ်ဝင်တက်ရာလူ၃ယောက်သေဆုံးရန်ကုန်တိုင်းမင်္ဂလာတော်မြို့နယ်ဘကိုးလမ်းရွက်ကရန်ကုန်ဘကိုးလမ်းမကြီးဟာဇွန်လ18ရက်ည10:00နာရီဝန်းကျင်မှာတော့တွေ့ဆုံခဲ့ရပါတယ်အဲ့ဒီညကလူရင်းဒီအပြည့်တင်လာတဲ့ကားတစ်စီးဟာပရိပောက်ပြီးမော်တော်ဆိုင်ကယ်တစ်စီးကိုဝင်တက်ခဲ့တာပါဆိုင်ကယ်ပေါ်မှာပါလာတဲ့မိသားစုလေးဟာ တနေ့လောက်မှတနေ့ဆိုင်ရတဲ့ မာဝီမြို့နယ်ရဲစုကျေးရွာကဖိုးသချံဆိုတဲ့အသက်23နှစ်ရွယ်ဖခင်သူ့ရဲ့ချစ်လာသားလေးဟိန်ထက်ဆန်နဲ့သူတို့ရဲ့အိမ်နေချင်းဖြစ်သူ၃နှစ်ရွယ်ကလေးငယ်လိုပဲဖြစ်ပါတယ်ဒီကြေကွဲွယ်ရှင်တိုက်မှုကြောင့်အသက်32နှစ်အရွယ်ဖခင်ဖြစ်သူဖိုးသချံဟာနေရာတွင်ပဲအသက်ပျောက်ခဲရပါတယ်လာသားရွယ်လေးဟိန်ထက်ဆန်ကတော့နှလုံးခုန်ရက်ပြီး အသက်ဆုံးရှုံးခဲ့ရသလိုတုံးနဲ့ရွယ်ကလေးငယ်ရလည်းပြင်းထန်တဲ့တံရတွေနဲ့နောက်တနေ့မှနောက်ပိုင်းမှာပဲထပ်မံသေဆုံးခဲ့ရပါတယ်အားလုံးဟာယောက်ျားလေးတွေကြီးပါပဲဒီလိုအနိဋ္ဌာယုံသတင်းတွေကြတော့မင်္ဂလာတုံချက်ချင်နေတူနာပြုတ်တက်ဖွဲ့ရအခင်းဖြစ်ပွားရကိုချက်ချင်းရောက်လာပြီးတံရရရှိသူတွေကို ရှေးဦးပြုစုက အင်းဆိုင်ဆေးရုံကို အလင်းမြန်ပို့ဆောင်ပေးခဲ့ကြပါတယ်ဒါပေမဲ့ ကံကြမ္မာကဒီမီသားစုလေးကိုရက်ဆက်ခဲ့ပါတယ်။ဒီဖြစ်ရဆိုကြီးဟာအဖေနဲ့သားနှစ်ယောက်ကိုဆုံရှုံလိုက်ရတဲ့မိခင်တဦးတည်းကိုပဲခြံထားခဲ့ပါတယ်။ကြံခဲ့တဲ့အမေဖြစ်သူတော့ယူဝီပေါက်ွယ်ဆိုတဲ့စကားလုံးတွေဟာဒီမိခင်ရဲ့ခံစားချက်ကိုအကောင်းဆုံးပေါ်ပြနေသလိုပါပဲ။သားနဲ့ခင်မုန်းကိုတပြိုင်တည်းဆုံရှုံလိုက်ရတဲ့ဝေဒနာဟာဘယ်လိုမှကုစားလို့မရနိုင်တဲ့ယူတုလောက်အောင် နာကျင်တဲ့အဖြစ်ဆိုကြီးပါ။ ဒီလိုထိုင်းလန့်စရာအဖြစ်ဆိုးတွေထပ်မဖြစ်အောင်သက်ဆိုင်ရာကလိုင်စင်ချထားပေးရတယ်ကိုပြန်လည်စီစစ်ပြီးလမ်းစည်းကမ်းတွေကိုတင်းကျပ်စွာထုတ်ပြန်ဖို့လိုအပ်နေပါပြီ။ဆိုင်ကယ်စီးသူတွေအောက်ထုတ်ဆောင်ဖို့နဲ့ဆိုင်ကယ်စပိန်းဘက်ထရီစပိန်းတွေအတွက်ကားလမ်းမကြီးတွေရဲ့အစွန်မှာလမ်းတီးတန့်တွေဖန်တီးပေးမယ်ဆိုရင်အားလုံးဘေကင်းလုံခြုံပြီးအဆင်ပြေကြမယ်လို့ယူဆပါတယ်။ပရိပောက်ပြီး လူအသက်တွေကိုခြွေသွားတဲ့ဒူရင်းဒီကားလိုဖြစ်ရမျိုးတွေထပ်မဖြစ်အောင်လဲဂျင်မောင်းသူတွေပုံပေါ်ဂရုစိုက်တင်ပါတယ်